်မင်္ဂလာပါရှင်ဒီကနေ့မှာတော့ငလျင်ဘေးအနေနဲ့ကြာရောက်ခြင်းကိုကြိုတင်အသိပေးနိုင်တဲ့တရိတ်ဆန်လေးတွေအကြောင်းကိုတင်ဆက်ပေးပါမယ်ရှင်အခုခေတ်လိုသိပ်ပံခေတ်ကြီးထဲမှာမုံတိုင်းတို့လေဆင်နှမောင်းတို့မိုးကြီးရေရှမ်းတာနဲ့လေပြင်းတိုက်တာတွေကိုကြိုတင်ခံမှန်းလို့ရပါမယ်ငလျင်နဲ့ဆူနာမီလိုသဘာဝဘေးအန္တရာယ်တွေကတော့ကြိုတင်ခံမှန်းလို့မရသလိုအပြတ်ဆွမ်းအားလည်းကြီးမားလာပါတယ် ဒါပေမဲ့ထူးဆန်းစွာပဲတရိတ်ဆန်တွေကတော့ငလျင်အပါဝင်တဘာဝဘေးတွေကိုကျွတင်ခန့်မှန်းသိရှိနိုင်ကြတာကိုတွေ့ရှိရပါတယ်။ငလျင်မဖြစ်မီအောက်ပါတရိတ်ဆန်များကထူးဆန်းသောအပြုတ်မှုအပြောင်းလဲများပြသလေးရှိကြောင်းကိုသူတေသနာများမှာဖော်ပြထားပါတယ်။နံပါတ်၁ခွေးနှင်းကြောင်များတချို့ခွေးများသည်ငလျင်ဖြစ်မတိုင်မီအော်ဟစ်ခြင်း၊စိုးရိမ်မှုအပြုတ်မှုများကိုပြသခြင်း၊ကြောင်များလဲဒူးတိတ်သွားခြင်း၊ဒို့မဟုတ်တိတ်တဆိတ်နေခြင်း နံပါတ်2ငှက်များငှက်အချို့သည်ငလျင်မဖြစ်မီပြန်ထွက်ခြင်းသို့မဟုတ် အုပ်စုလိုက်ဆူညံစွာပြန်တန်းခြင်းနံပါတ်3နွားနှင့်မြင်းနွားများနှင့်မြင်းများသည်ရုတ်တရက်စိတ်လှုပ်ရှားလာခြင်းသို့မဟုတ်အတူတကွပြေးထွက်ခြင်းနံပါတ်4မွေများမွေများသည်ငလျင်ကိုအမြန်ဆုံးသိနိုင်တဲ့သတ္တဝါများဖြစ်ပါတယ်မကြခင်ဖြစ်မီငလျင်ကို အနည်းဆုံးအချိန်မိနစ်များအထိကြိုတင်ခံမှန်းနိုင်ခြင်း မွေများသည့်မြေအောက်ရှိတန်လိုက်လိုင်းများနှင့်တဘာဝလှုပ်ရှားမှုများကိုခံစားနိုင်ခြင်းတချို့မွေများသည့်ငလျင်ဖြစ်မတိုင်မီရုတ်တရက်မြေပြင်ပေါ်ထွက်လာခြင်းနံပါတ်၅ငါးများအချို့ငါးများသည့်ငလျင်မဖြစ်မီရုတ်တရက်ပုံမှန်မဟုတ်သော ထုံးစံမဟုတ်သောအပြုတ်အမှုများဖြစ်လာခြင်း 2009ခုနှစ်ကအီတလီနိုင်ငံလက်ခွေလာအနီးနားမှာရှိတဲ့ပရွက်စိတ်တွေနဲ့ဖားတွေဟာမြေငလျင်မဖြစ်မီသူတို့ရဲ့အတိုက်တွင်တွေကိုဆွန့်ပစ်ပြီးလမ်းတွေပေါ်နေရာပြောင်းရွှေ့နေကြတာကိုတွေ့ခဲ့ရပါတယ်အဲ့ဒီလိုပဲဖပြုတ်တွေဟာငလျင်မလုံမီကြိုတင်ဖြစ်လင်းရှိတဲ့ကြောက်ချက်တွေပုတ်တက်ရာကနေဖြစ်လာတဲ့လျှက်စစ်တက်တွေကိုအာယုံခံနိုင်စွမ်းရှိတယ်လို့သူတေတီတွေကအကြံပြုထားပါဗျ။ ဖီရူနိုင်ငံယာနာချာကအမျိုးသားဥယျာဉ်မှသိပ္ပံပညာရှင်များဟာ2017ခုနှစ်ငလျင်မလုံမီမှာပန်းချံရှိငှက်များနဲ့နိုးတိုက်သရဝများရဲ့အပြုမှုပြောင်းလဲမှုများကိုသတိပြုမိခဲ့ပါတယ်။ငလျင်မလုံမီသုံးဖက်အထိတရိတ်ဆန်များရဲ့လှုပ်ရှားမှုတိတိတတ်တာရော့ကျသွားတာကို တွေ့ရပြီး မလုံမီတပတ်အလိုမှာလှုပ်ရှားမှုမရှိတာကိုထင်ထင်ရှားရှားတွေ့ရှိခဲ့ရပါတယ်။နောက်တစ်ခုကတော့ဂျပန်နိုင်ငံရဲ့1855ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဤတုံကလျင်ကြီးမဖြစ်ခင်ရေနက်ပိုင်းမှာသာနေလေးရှိတဲ့ငါးကြီးတွေဟာရေနက်မျက်နှာပြင်ပေါ်ထိပေါ်ထွက်လာပြီးရက်အတန်ကြာကူးခတ်နေကြတာကြောင့်ငလျင်ရဲ့ရှေ့ပြေနမိတ်လို့ထင်ခဲ့ကြပေမဲ့ငလျင်တိုင်းတာဆက်တွေမှာဘာမှမတွေ့ခဲ့ရတာမို့ရွှေပြောင်းမှုတွေတတိပေးချက်တွေကိုဂျပန်အာဏာပိုင်တွေကမထုတ်ခဲ့ကြရပါဘူး။ ရလက်အနေနဲ့မကြခင်မှာပဲ Great Ensign အကွေးလို့ခေါ်တဲ့မဟာငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးမိအကြီးအကျယ်လောင်ကျွမ်းမှုနဲ့မြေပြိုမှုတွေဖြစ်ခဲ့ပြီးတော့အဆောက်အအုံပေါင်း14000ကျော်ပျက်စီးပြီးလူပေါင်း10000လောက်တည်ကြည်ခဲ့ရပါတယ်အဲ့ဒီလိုပဲ မြမတမိုင်းမှာပျက်စီးမှုအကြီးမားဆုံးဖြစ်ခဲ့တဲ့နာဂစ်ဆိုက်ကလုန်းမုန်တိုင်းကြီးမတိုင်ခင်မှာ ARD တိုင်းနဲ့ရန်ကုန်မြို့ပေါ်လိုနေရာတွေမှာကြီးကန်းတဲ့အခြားငှက်တွေအုပ်စုလိုက်ပြန်တန်းနေရတွေ့ခဲ့ရပြီးရန်ကုန်တရိတ်ဆန်ရုံကတရိတ်ဆန်တွေဟာလည်းအော်ဟစ်စုပူနေကြတာကိုတွေ့ခဲ့ရတယ်လို့ကြုံခဲ့ရတဲ့သူတွေပြန်ပြောချက်ရတိခဲ့ရပါတယ်။ဒါကြောင့် တရိစ္ဆန်တွေဟာတဘာဝဘေးအန္တရာယ်ဖြစ်တာတွေကိုကြိုတင်ပြီးတော့သိနိုင်တယ်ဆိုတာတိကျတဲ့သူတေသနာတွေမရှိသေးပေမဲ့လည်းယုံနှန်းစကားမဟုတ်တာတော့သိချပါဗယ်လက်ရှိမှာတော့သိပ္ပံပညာရှင်တွေအနေနဲ့လိလာမှုတွေလုတ်ပြီးနေတဲ့အထိတိကျတဲ့အဖြစ်ပေးနိုင်ဖို့စူးစမ်းနေကြပါတယ်မိတ်ဆွေတို့ရောဘလို့ယူဆကြပါသလဲကိုယ့်ရဲ့အတွေ့အကြုံကိုလာရောက်မှတ်ချက်ပြုဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင် မိတ်ဆွေတို့အနေနဲ့ဗီဒီယိုရာလောကီပညာဗဟုသုတတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်။အဆုံးထိကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။